အားလုံးမင်္ဂလာပါခင်ဗျာ J Diary ကနေပြန်လည်ကြိုဆိုပါရစေအခုမြင်တွေ့နေရတဲ့ကြောက်လေးကတော့ကျွန်တော်တို့ဒါမှော်စီစာအကျွတ်ပွေးဖြစ်ပါတယ်မှော်စီစာအကျွတ်ပွေးမှာမှာကျွန်တော်တို့အောက်ဘက်ကမဖြစ်တာပေါ့နော်အပေါ်ရန်လေးပဲဖြစ်တာဆိုတော့ကျွန်တော်တို့ကောက်ရော့လို့ခေါ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမြင်ရတဲ့အနေထားလေးပဲကျွန်တော်တို့ဒီမှာလက်တလုံးလောက်ပဲရှိတယ်အောက်ဘက်ကဘာမှမဖြစ်ဘူးပေါ့ဗျာနော်အဲ့တော့ညာလေးမှာကျွန်တော်တို့ဗီဒီယိုလေးကို pause ပြီးတော့မှာ ကိုနေနဲ့စဉ်းစားကြည့်ကိုဆိုလို့ရှိရင်ဒါဟုဘလောက်နဲ့ဝယ်မလဲကျွန်တော်ရဲ့ပထမဆုံးမေးခွန်းလေးနဲ့ပဲစလိုက်မယ်ပြန်နော်ဒီအနေထားလေးခုအမြင်တိုင်းလေးပဲကိုကိုဆိုလို့ရှိရင်ဘလောက်နဲ့ဝယ်မလဲကျွန်တော်ဒီလိုလေးမေးခွန်းလေးမေးချင်ပါတယ်ဗီဒီယိုလေး pause ပြီးတော့မှဘလောက်နဲ့ဝယ်ပါမယ်လို့မှတ်လိုက်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကကျွန်တော်ဘလောက်နဲ့ဝယ်ထားဆိုတာလဲကျွန်တော်ပြောပြပါမယ်အဲ့ဒီထိပ်ပိုင်းလေးရတော့ကျွန်တော်တို့တက်မီနက်ထိုးခုလိုလေးရှိမယ်ပေါ့နော်ဒီလိုလေးကျွန်တော်တို့အလင်းပါဝါလေးရှိမယ်အသာတန်းစင်ခွန်လောက်ရှိမယ်ပေါ့ဒါပေမဲ့အနာတွေများတယ်တော့မြင်ရတဲ့အတိုင်းပဲဆိုရင်နော် အဲ့တော့အကျုပ်ပွဲကတော့မော်စီစာအကျုပ်ပွဲအောက်ဘက်ကမဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရလေးပဲရှိတဲ့နေရာလေးပဲကျွန်တော်တို့ဒါကောက်ရော်ဖြစ်တယ်ပေါ့ဗျာနော်ကျွန်တော်တို့မန္တလေးကြာဝိုင်းမနခင်ဝိုင်းဖြစ်ပါတယ်ဂျိတ်တန်ရီထွန်းထွန်းအောင်ဖြစ်ပါတယ်ကျွန်တော်ကိုမေ့သွားမှာဆိုလို့ကျွန်တော်ကိုလည်းပြရသေးတယ်နော်တချို့တချို့ကလူမြင်မမှန်မိမှာဆိုလို့နော်ဂျိတ်တန်ရီထွန်းထွန်းအောင်ဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်ဘယ်လောက်နဲ့ဝယ်ထားရလဲကျွန်တော်ပြောပါမယ်ဗျာနော်ဒါလေးကိုကျွန်တော်၄သိန်း၂000နဲ့ဝယ်တာဖြစ်ပါတယ် လေးသိန်း2000နဲ့ဝယ်ပြီးတော့မှကျွန်တော်ကမဖြတ်မတောက်ဖက်နဲ့ရောင်းကြည့်မှာဖြစ်ပါတယ်။အဲမြန်ပါတယ်ကြာနော်73သိန်းနဲ့ဈေးလာခဲ့ပါပြီကျွန်တော်ရဲ့ပွဲစားကနော်ကျွန်တော်ကဖြတ်မယ်ဆိုလို့ရှိရင်တော့အခြေအနေမကောင်းနိုင်ဘူးပေါ့ဗျာအဲ့တော့မြတ်လောက်တယ်ထင်တယ်မဖြတ်မတောက်ဖက်နဲ့လေအဲအားကြောင့်မလို့ကျွန်တော်ဈေးကွက်ထွက်တဲ့အခါမှာအခု73သိန်းဈေးထွက်တယ်ဗျာနော်၄သိန်း2000နဲ့ဝယ်ပြီးတော့မှ73သိန်း ရောင်းတာဖြစ်ပါတယ်။မြက်လောက်တယ်ဆိုရင်ကျွန်တော်တို့ကြောက်သမားတွေကမဖြတ်မတောက်ပဲနဲ့လည်းရောင်းနေပေါ့ဗျာ။နောက်ကျွန်တော်ရဲ့ပွဲစားဒီမှာ10သိန်းတအုပ်နဲ့အဲတသိန်းနဲ့3အုပ်ဆို73သိန်းနဲ့ကျွန်တော်တို့ဒါပွဲတက်လာတာဖြစ်ပါတယ်။ဘေးရတော့ကျွန်တော်တို့အနီးကပ်တင်တဲ့လူတင်တဲ့သားတွေပေါ့ဗျာနော်။မြက်လောက်တယ်ဆိုရင်ဒါကတော့ကျွန်တော်အနီးကတဏ္ဍာ6ယောက်ကိုတယောက်ကို1000စီကျွန်တော်လက်ကီးပေးမှာဖြစ်ပါတယ်။လောလောဆယ်တော့ဒီမှာ2ယောက်ကတော့ရောင်းနှင့်ပြီပေါ့ဗျာနော်။2ယောက်ကိုအရင်ဆုံးပေးမယ်။အဲဟုတ်ပြီ။ ပြီးခဲ့တဲ့လအမှာတင်နန်းဆင်းသွားတဲ့တင်နန်းသူဖြစ်ပါတယ်ဒီဘက်ကတယောက်ကတော့ခေါင်းစဉ်လေးပြေးထလာလေးကတော့မျက်လောက်တယ်ဆိုရင်မဖြတ်မတောက်ဘဲနဲ့လည်းရောင်းပါတယ်လို့ခေါင်းစဉ်ပြေးထတဲ့ကျွန်တော်ရဲ့ဂျိတ်တန်ရီလေးကိုကြည့်ရှုအားပေးကြတဲ့တယောက်စီတန်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရီလေးတွေမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲတက်တာပါ